ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတင်ဆက်သူမနဲ့ပဲဖြစ်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်လေးကတော့ဘောင်ကြီးတဲ့တခါဟောင်းစိမ့်စုံအုံမိုင်းနေတဲ့တောင်ကြီးတစ်ခုထဲမှာတော့ဘုံကြီးចောင်းလေးတစ်ចောင်းရှိခဲ့ပါတယ်အဲဒီចောင်းလေးရဲ့နာမည်ကတော့တောင်တစ်ចောင်းလို့လူသိများကြတာပေါ့နောက်ပြီးចောင်းကြီးရဲ့တက်တန်းဟာလေနှစ်ပေါင်160ကျော်နေပြီဖြစ်တာကြောင့်သမိုင်းဝင်ရှင်အောင်ဘုံကြီးចောင်းတစ်ចောင်းလို့ပင်ပြောလို့ရပါတယ်အဲဒီတောင်တစ်ចောင်းကြီးရဲ့မှာတော့កောင်းလေးတစ်ယောက်ဟာ ရောက်ရှိလိုနေခဲ့ပါတယ်။သူရဲ့နာမည်ရောအချစ်ဆွေလို့ခေါ်ပြီးအတက်အပြင်းတော့20ဝန်းကျင်ခန့်သာရှိလိုနေသေးတာပေါ့။ချစ်ဆွေဟာငယ်ရွယ်တမ်းမှသူတယောက်ဖြစ်ပြီးတော့ခန္ဓာကိုယ်ဟာလည်းအတော်လေးထွားချိုင်းသူတယောက်သာဖြစ်တယ်ဗျ။မျိုးပြနဲ့ဝေးလံပြီးတော့လူသူပြတ်တဲ့အခုလိုတောင်းတစ်ကြောင်းလေးကိုရောက်ရှိလာတဲ့ချစ်ဆွေရဲ့ယူရဲ့ချက်ကတော့မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားအစုံးအမှတွေကိုအနိကလေးလာခြင်းလို့သာဖြစ်ပါတယ်။ ချစ်စွေရဲ့ဖခင်ဖြစ်သူကလည်းတောသားကြီးတယောက်ဖြစ်ပြီးတော့အရန်ကိုမှရိုးသားစူးစားပြီးဖြောင်းမှန်လွန်းလာတဲ့လုံမှန်ကြီးတယောက်သားဖြစ်တယ်ဗျချစ်စွေရဲ့မိခင်ဖြစ်သူတော်အောင်ချိုင်းဆိုတာကလည်းရထဲရွာထဲမှာစင်မီတို့ပေါ်ဆက်သူတယောက်ဖြစ်တယ်လို့တခါတလေမှာဆိုရင်လေသူမအပမေ့တာတရက်တစီဝင်ပူးတာမျိုးတွေဆိုရင်လေပိုင်ပိုင်နိုင်နိုင်နဲ့တရားနည်းကြကြဖြည့်ရှင်ပေးလေရှိတယ်ဗျအဲတာဖြစ်သူချစ်ဆွေကလည်းသူငယ်စဉ်ခါရဲကတရေသစီတွေနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနဲ့လိလလိုက်စားလို့ရှိပါတယ် အဲဒါကြောင့်ပဲသူ့ရဲ့တငယ်ချင်းအပေါင်းအဖော်တွေကချစ်စေကိုဂျိုသေးလေးစားကြလေရှိတာပေါ့ဒီလိုနဲ့ဒီနေ့မှာတော့ကျောင်းတိုင်းဆရာတော်ကြီးဥက္ကဋ္ဌမကချစ်စေကို ခေါ်ပြီးတော့အခုလိုပြောလိုက်ပါတော့တယ်တခါလေးချစ်စေမနက်ဖြန်ကြာရင်ဥပညာဒီပါနဲ့အတူတခါလေးတောက်ခီးထွက်ရမယ်ကွဥပညာဒီပါကသူ့ရဲ့မွေးရမြေဇာတိကို ပြန်ကြွမလို့တဲ့အဲဒါဥစဉ်ဥပညာဒီပါအတွက်အဖော်လိုက်သွားပေးလိုက်ပါအောင်ကွ စစ်စွေတရားကျောင်းနိုင်ဆရာတော်ကြီးပေးရတဲ့တာဝန်ကိုကြည်ကြည်ပြပြနဲ့ပဲလက်ခံလိုက်ပါတော့တယ်။ဒါပေမဲ့အဲ့ဒီလန်ကီယာတရားတော်ပြောဆိုင်ရာနေရာတွေကိုဖျက်ရမယ်ဆိုတာကိုတော့ခြေဆွေတယောက်လုံးဝကိုမှမသိခဲ့ဘူးဗျ။ကျောင်းနိုင်ဆရာတော်ကြီးဥက္ကဋ္ဌမကလည်းခြေဆွေရဲ့အစွမ်းအစာကိုသိကျင်နေရာကြောင့်ဒီကိစ္စကိုခြံလက်လို့ထားခဲ့တာပေါ့။မနက်ခင်းလင်းချက်တန်နေတူရွှေရော်နေမင်းကြီးဟာလည်းကောင်းကင်ရဲ့အပေါ်မှာအလင်းရောင်တွေကိုဖြန့်ကျင်းနေတဲ့ပေါ်ထွက်လာခဲ့ပါတော့တယ်။ အဲ့ဒီမနေ့ခင်းမှာပဲဆရာတော်ဥပညာဒီပါနေတူချစ်ဆွေတို့ဟာဒေါ့ကြီးရဲ့အတွင်းကိုဝင်သွားခဲ့ကြပါတော့တယ်ဒေါ့ကြီးရဲ့ကိုတဖြည်းဖြည်းရောက်လာတာနဲ့အမျှလမ်းပန်းပင်မရှိတော့ပဲတစ်ပင်ခြုံတွေများနဲ့ပြင်းနေလို့နေခဲ့ပါတော့တယ်အဲ့ဒီဒေါ့ကြီးရဲ့မှာတော့တဖြည်းဖြည်းတိုက်ခိုက်နေတဲ့လေစိမ်းများနဲ့အတူဒေါက်တာလိပ်ဆန်များရဲ့အန်တန်များဟာလေဝက်လောရိုက်လို့နေခဲ့တယ်ဗျဒီလိုနဲ့ညနေပိုင်းကိုရောက်တဲ့အခါမှာတော့ချစ်ဆွေဟာအဲ့ရဝင်းဖို့အတွက်မင်းအများကိုစီစဉ်ဖို့ရာထွက်သွားခဲ့တာပေါ့ ဆရာတော်ကြီးဥပညာဒီပါကတော့မျက်လုံးများကိုမေ့ပြီးမေတ္တာဘာဝနာများပွားများရင်းတရားကျင့်ကြံလို့နေခဲ့တယ်ဗျ။ဆရာတော်ဥပညာဒီပါကတော့တရားဝါဒီအလုံးကိုမေတ္တာပို့အမြဝေလို့နေခဲ့တာပေါ့။အဲဒီချိန်မှာပဲဆရာတော်ကြီးဥပညာဒီပါဟာရုတ်တရက်အတန်တစ်ခုကိုကြားလိုက်ရပါတော့တယ်။အဲဒီအတန်ကတော့ဆရာတော်ဥပညာဒီပါကို ခေါ်နေတဲ့အတန်သာဖြစ်တယ်ဗျ။ဆရာတော်ဥပညာဒီပါလည်းအတန်ကိုကြားလို့မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အသက်အရွယ်အုံမင်းနေပြီဖြစ်တဲ့ ဖုံးကြီးတစ်ပါးကိုမြင်လိုက်ရပါတော့တယ်။ဦးစဉ်ဥပညာဒီပါရဲ့ရှေ့မှာရှိနေတဲ့ဖုံးကြီးအိုကြီးကတော့တခြားသူမဟုတ်ပဲကျောင်းနိုင်စီရတော်ကြီးဥဥဒ္ဓမသာဖြစ်လို့နေကြတာပါ။ကျောင်းနိုင်စီရတော်ကြီးဥဥဒ္ဓမဟာလက်ထဲမှာလည်းအထုပ်တစ်ခုကိုကင်ထားပြီးတော့စီရတော်ဥပညာဒီပါကိုကြည့်ရင် အခုလိုပြောလိုက်ပါတော့တယ်။ကိုတော်ပညာဒီပါဒီမှာကိုတော်ရဲ့အိတ်ကလေးမေ့ကြံခဲ့လို့အဲ့ဒါစီရတော်ကြီးလိုက်ပေးတာ။စီရတော်ကြီးပြောတာပဲ။ပစ္စည်းတွေကိုတေချာစစ်ပါလို့ ကျောင်းနိုင်ဆရာတော်ကြီးဥဒမရဲ့စကားအဆုံးမှာတော့ဆရာတော်ဥပညာတိပါလေစိတ်ထဲမှာအတွေ့အရာဝင်လာခဲ့တယ်ဗျအခုလိုတောခီချန်းရှိကြီးကိုကျောင်းနိုင်ဆရာတော်ကြီးလိုအိုမင်းနေပြီဖြစ်တဲ့ဘုံကြီးတပါဟာဘယ်လိုလုပ်ပြီးတော့လာနိုင်မလဲဆိုတာကိုပေါ့အဲဒါကြောင့်ဥပညာတိပါလေကိုတော်ရဲ့ရှိမှရှိနေတဲ့ဘုံကြီးဟာကျောင်းနိုင်ဆရာတော်ကြီးမဟုတ်ဘူးဆိုတာကိုတထစ်ချယုံကြည်လိုက်တော့တယ်ဗျအဲဒီခါမှာတော့ဆရာတော်ကြီးဥပညာတိပါလေအခုလိုနှုတ်ကနေထွက်လိုက်ပါတော့တယ်ဒါဒါတည်းပဲ ။ဒါ ਈ လိုညင်ယူပြောဆိုပြီးရဲ့နောက်မှာတော့ဇေယတော်ဥပညာဒီပါဟာမေတ္တာတုံကိုစတင်ပြီးတော့ရွတ်ဆိုလိုက်ပါတော့တယ်။ဒီလိုနဲ့အချိန်အတော်လေးကြာတဲ့အခါမှာတော့ချစ်ဆွေတယောက်ဇေယတော်ဥပညာဒီပါရှိရာကို ပြန်ရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီခါမှာတော့ဇေယတော်ဥပညာဒီပါဟာဖေးစောတွေပြန်နေပြီးတော့မူမှန်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျ။ဒုံမြင့်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့ချစ်ဆွေရဇေယတော်ကြီးကိုကြည့်ပြီးတော့အခုလိုပြောလိုက်ပါတော့တယ်။အရှင်ဖေ။မျက်နှာလည်းမကောင်းပါလား။ဘာဖြစ်နေရလဲ။ ပုံစံကိုကြည့်ရတာအရှင်ဘုရားကိုတရေများ၆ခံလိုက်ရတာလားစိတ်မပူပါနဲ့အရှင်ဘုရားတိရသမารီနဲ့ပြည့်စုံတဲ့အရှင်ဘုရားလိုပုဂ္ဂိုလ်ကိုဘယ်တရေသစီကမှမနှောက်ရှက်ရဲကြပါဘူးချစ်စွေရဲ့စကားဆုံးမှာတော့ဆရာတော်ဥပညာတိပဟာအေးဆက်တင်းငိမ့်သောအကြည့်များနေတူချစ်စွေကိုကြည့်ပြီးတော့အခုလိုမိန်လိုက်ပါတော့တယ်တကားလေးချစ်စွေတကားလေးပြတ်မလာခင်ကိုတော်အတန်တစ်ခုကိုကြားလိုက်ရတယ်ကွယ်အဲ့ဒီအတန်ကတော့ကြောင်းနိုင်ဆရာတော်ကြီးဥဒမရဲ့အတန်ဖြစ်နေတာဆရာတော်ကြီးရဲ့စကားဆုံးမှာတော့ချစ်စွေလေး အနေငယ်တုံးလို့သွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ချစ်စိုးရဇာတော်ဥပညာဒီပါကိုကြည့်ပြီးအခုလိုပြန်ပြောလိုက်တယ်ဗျ။ဒီလိုတောင်းနေကြီးလေးကိုကျောင်းတိုင်ဇာတော်ကြီးကဘလို့လို့ရောက်လာနိုင်မှာတော့ဖေ။ဇာတော်ကြီးကအသက်လည်းကြီးပြီလေ။မဟုတ်မှရောဒါတရေတစီနာနာဘဝတွေမြန်ဖြစ်နေမလား။အရှင်မအဲ့ဒီပုံကြီးနဲ့မျိုးလုံးချင်းစုံမိသည်လား။တရေတစီတွေဆိုတာကမျိုးလုံးချင်းစုံလို့မရဘူးလို့တပည့်တော်ကြားဘူးလေဗျ။ အဲတကယ်လို့မျက်လုံးချင်းစုံမိရင်တော့အဲဒီလူကတတိလစ်သွားပြီးတော့အဲဒီနာနာဘဝတွေရဲ့လက်ခုံတွေအားကြီးဖြစ်သွားတတ်တယ်လို့တပည့်တော်ကြားဘူးတယ်ဒီလိုနဲ့တဖြည်းဖြည်းမှောင်လာပြီးညမောင်တူရဲ့အလေကိုရောက်ရှိလို့လာခဲ့ပါတော့တယ်ကျေးဇူးရဲ့ဘေးမှာတော့မိဘုံလေးတစ်ခုကိုပြိုးထားပြီးပတ်ဝန်းကျင်ရဲ့အခြေအနေကိုအကဲခံရင်တတိရှိရှိနဲ့စောင့်နေခဲ့တယ်ဗျဇာတော့အရှင်ပညာဒီဘကတော့အေးစေးတည်ငြိမ်စွာနဲ့ပဲအေးဆက်လို့နေခဲ့ပါတော့တယ်ညမောင်တူရဲ့အလေမှာတော့ပတ်ဝန်းကျင်တစ်ခုလုံးဟာတိတ်ဆိတ်လို့ငြိမ်သက်နေပြီး အကြတန်ခါအစာကြားရလို့တဲ့အထိဖြစ်လို့နေခဲ့ပါတော့တယ်။တနေကုန်ခရီးချမ်းကိုနင်းလာတာနဲ့အတူညအချိန်ကဖြစ်တာကြောင့်ချစ်ဆွေလေးခနာလေးအတွင်းမှာပတ်ဝန်းကျင်ကိုတတိမထားမိတော့ပဲအိပ်ပျော်လို့သွားခဲ့ပါတော့တယ်။အခုလိုချစ်ဆွေတယောက်အိပ်ပျော်သွားပြီးစက်တီကတော့အုပ်စုအနောက်ရဲ့ကိုရောက်ရှိသွားတဲ့အခါမှာတော့လေးညင်းလေးဟာဖြင်းကနေဆိုတလို့တိုက်ခတ်လာပြီးတော့အဲဒီလေးတန်းနဲ့အတူလူတယောက်ရဲ့အတန်းကိုလည်းချစ်ဆွေတယောက်နားထဲမှာကြားလိုက်ရပါတော့တယ်။ ဒုက္ခမှာတော့ချစ်ဆွေလေးကြပြားခရာထလိုက်ပြီးတော့အတန်ကြာရဘက်ကိုလှဲ့ကြည့်လိုက်တော့တယ်ဗျာအဲဒီခါမှာတော့ချစ်ဆွေရဲ့ရှေ့မှာဖုန်ကြီးတစ်ပါးရှိနေပြီးတော့အဲဒီဖုန်ကြီးကတောင်းတဲ့ကြောင်းလေးမှာကျန်းရခဲ့တဲ့ကြောင်းနိုင်စီရတော့ကြီးဥဥဒမဖြစ်လို့နေခဲ့ပါတော့တယ်ဒါဒါကြောင်းနိုင်ဖုန်ကြီးဥဥဒမပဲစီရတော့ကြီးကဘလို့ဖြစ်ပြီးတော့ဒီကိုရောက်လာတာပါလေအဲဒီချိန်မှာတော့ကြောင်းနိုင်စီရတော့ကြီးဥဥဒမကချစ်ဆွေကိုသူ့နားလာဖို့ရအတွက်ခေါ်လို့နေခဲ့တယ်ဗျာချစ်ဆွေလည်းအိမ်မွန်စွာဖြစ်နေပြီးတော့ ဂျေဇူရိုချင်းကြောင်းနိုင်စီရတော်ကြီးကခေါ်ရလို့ထင်သွားကဦးစင်ဦးရမရှိရာကိုသွားဖို့အတွက်ပြင်ဆင်လိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲအသေးစိတ်ကအမြန်ကတ်လာပြီးချစ်ဆွေတယောက်တရီဝင်လာခဲ့ပါတော့တယ်။ဒါဒါသေးရဲ့ပဲဆရာတော်ကြီးကဒီကိုဘလို့လုပ်ပြီးတော့လာနိုင်ပါလေ။အိုးငါသူနဲ့မျိုးလုံးချင်းစုံလို့မဖြစ်ဘူးကွာ။တကယ်လို့မျိုးလုံးချင်းစုံသွားရင်ငါသူ့လက်ခေါ်ထရရေဖြစ်သွားလိမ့်မယ်။အဲဒီလိုချစ်ဆွေတယောက်တွေးတောနေစင်မှာပဲဂျီမားရဲ့တိပင်ကြီးရဲ့အောက်ကနေဒေါ်ရိုင်းတလေးဆန်တကောင်ရဲ့အတန်းကြီးဟာ ရုတ်တရက်ပေါ်ထွက်လို့လာခဲ့တယ်ဗျ။ဘဝန်ချင်းရဲ့ဘေးဘီကနေပြီးတော့လေခွဲဟူတန်ကြီးများစတင်လို့ပေါ်ထွက်လာခဲ့ပါတော့တယ်။တချိန်တည်းမှာပဲအိတ်ဆက်အနားယူနေတဲ့ဆရာတော်ဥပညာဒီပါဟာလေမျိုးလုံးကိုဖွင့်ပြီးတော့နိုးလာခဲ့ပါတော့တယ်။ချစ်စွေလေးပဲတရဲလိုထင်နေတဲ့အကြောင်းနဲ့ဆရာတော်ကြီးကိုကြောက်လန့်တော့တာကြောင့်အရှင်ဥပညာဒီပါရဲ့အနာကိုဒိုးသွားခဲ့တယ်ဗျ။ဒိုးချိန်မှာပဲချစ်ဆွေမထင်ထားတဲ့အဖြစ်အပျက်တခုဟာဖြစ်ပျက်လို့လာခဲ့ပါတော့တယ်။တကယ်တော့ကြားရတဲ့တန်ကြီးဟာတခြားနေရာက လာနေခြင်းမဟုတ်ပဲ အရှင်ဥပညာဒီပါထံကနေပြီးတော့လာနေခြင်းသာဖြစ်တယ်ဗျာဇီရတော်ဥပညာဒီပါဟာရုပ်ရည်ရဆိုတော့လို့ရတာကောင်ရဲ့အတုံကိုပြောင်းသွားပြီးတော့ချစ်ဆွေရဲ့အနာကိုတိုးလာခဲ့ပါတော့တယ်အဲဒီခါမှာတော့ချစ်ဆွေလေးကြောက်လန့်တုံ့လောက်သွားပြီးတော့ဘာလို့လို့လောရမယ်မသိဖြစ်သွားခဲ့တာပေါ့တဖြည်းဖြည်းနဲ့အရှင်ဥပညာဒီပါရဲ့ပုံစံဟာလေကြားရကောင်ရဲ့အတုံကိုပြောင်းလဲသွားခဲ့ပါတော့တယ်အဲ့ဒီမြင်ကွင်းကြီးကိုမြင်လိုက်ရတဲ့အခါမှာတော့ချစ်ဆွေလေးကြောက်လန့်တုံ့လောက်သွားပြီးငရေတန်ပေါအောင်အောချလိုက်တော့တယ်ဗျာ ။ဘုံနောက်မှာတော့ချစ်စွာမိတို့ချောင်းကိုကင်ပြီးတော့မျက်လုံးကိုမှိတ်ထားလိုက်ပါတော့တယ်။တပြိုင်နက်တည်းမှာပဲကြားအုံကိုပြောင်းသွားတဲ့အရှင်ဥပညာဒီဘကလည်းကြားတကောင်ရဲ့အုံနဲ့အတူချစ်စွေကိုခုံအုပ်လိုက်တာပေါ့။အခုလိုမျိုးမျက်လုံးကိုမှိတ်ထားတဲ့အချိန်မှာတော့ချစ်စွေရဲ့နားထဲမှာအတန်တခုကို လေထဲကနေပြီးတော့ကြားလိုက်ရပါတော့တယ်။အဲ့ဒီအတန်ကတော့တောင်နေကျောင်းမှာတရင်သုံးနေတိုင်းနဲ့ကျောင်းနိုင်စီရတော်ကြီးရဲ့အတန်သာဖြစ်တယ်ဗျ။ဟေးမို့ပေါ်မှာတကြအောင်မှာရမမင်းမြေပေါ်မှာတော့ငါဥရမရှိတယ်ကွာ။ ဣရောဣတောင်ကိုစောက်ရှောင်နေကြတဲ့နတ်ကောင်းနတ်မြေပေါင်းတို့ဒီမကောင်းစွာကိုနှိမ်နှင်းဖို့အတွက်ဘုရားရဲ့သားတော်ငါကိုတော်ကိုကူညီကြပါလောအဲဒီလိုကြွေးကြော်တာနဲ့တူကျောင်းနိုင်ဆရာတော်ကြီးကပေါ်ထွက်လို့လာခဲ့တယ်ဗျာအရှင်ဦးဓမရဲ့လက်ထဲမှာလည်းတောင်ဝင်းတစ်ချောင်းကိုကင်ထားပြီးအဲဒီတောင်ဝင်းနဲ့ကြားနတ်ဆိုးကြီးကိုပုတ်လိုက်တာပေါ့ထိုစမှာပဲဘုံဆိုတဲ့အတန်ကြီးတစ်ခုရုတ်တရက်ပေါ်ထွက်လာပြီးတော့အဲဒီအတန်ကြီးနဲ့တူကြားနတ်ဆိုးကြီးကလည်းမြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါတော့တယ် အခုလိုကြားနေဆိုကြီးပြုတ်ကျလာတဲ့ခါမှာတော့ပဝန်ကျူရင်ဘေးဘီကနေပြီးတော့ဥနီရဲ့ခွေးတွေကလည်းရုတ်တရက်ဆိုသလိုတိတ်ဆက်လို့ငြိမ်သက်ကုန်ကြပါတော့တယ်ဂျေဆူရီယောအန်ဒီယရီရဲ့ကြားကိုရောက်တဲ့ခါမှာတော့ပဝန်ကျူရဲ့အချိန်ကိုတောင်တတိမထားမိခဲ့ဘူးဗျဒီလိုနဲ့ခဏကြာမှတော့ဒေါ်ဂျက်သွန်နန်တခုဟာပေါ်ထွက်လို့လာခဲ့ပါတော့တယ်အဲဒီနောက်တိတ်မကြခင်မှာတော့ရွှေဘာရောင်နေမင်းကြီးဟာပဝန်ကျူကိုအလင်းအောင်ပေးဖို့အတွက်ပေါ်ထွက်လို့လာခဲ့တာပေါ့ ခြေစိုးရဲ့ဘေးမှာတော့အရှင်ဩဓမကမရှိတော့ဘဲဒေဆုံးသွားပြီဖြစ်တဲ့အရှင်ဥပညာဒီပါရဲ့အလောင်းကိုသာတွေ့ရပါတော့တယ်။ဒုက္ခမှာတော့ခြေစိုးလည်းအကြောင်းစုံကိုသိရဖို့အတွက်အရှင်ဥပညာဒီပါရဲ့အလောင်းကိုပကုံးပေါ်မှာထည့်ပြီးတောဟုလရဲ့အတွင်းမှာရှိတဲ့အရှင်ဥဓမကျောင်းရှိရာကိုသာပြန်လာခဲ့ပါတော့တယ်။အဲဒီလိုမျိုးဥပညာဒီပါရဲ့အလောင်းကိုပကုံးပေါ်မှာတင်လာရင်းနဲ့ပဲခြေစိုးရဲ့နားထဲမှာ အတန်လေးတစ်ခုကိုတိုးတိုးလေးနဲ့ကြားလိုက်ရတယ်ဗျာ။ဆွေ မေဟူငါတမ်းမဲတဲ့ဟုတ်ကဲ့ပါခင်ဗျာဇလန်လေးရောဒီမှာနေပြီးဆုံးသွားခဲ့ပါပြီဗျအဆုံးအထိနားဆင်ပေးတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ပြောကြရင်ကျွန်တော်တို့ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြတာပေါ့ဗျာအားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်းဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်ကျွန်တော်တင်ဆက်သူမာနက်ပဲဖြစ်ပါတယ်